အလင်းရောင်ကိုအသေးခွဲသွားခဲ့တယ်လို့သတင်းတွေထွက်နေတဲ့အဆိုရဂျွန်ဒရက်ရဲ့အကြောင်း ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ DD Plus Page ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုခြေသက်ပြန်လည်ပြီးတော့ကြိုဆိုပါရစေ။မကြာသေးခင်တုန်းကမြန်မာနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တွေတွေကတယောက်ဖြစ်တဲ့အလင်းရောင်ကအသေးကွေးနေကြောင်းမျက်ရည်ကျနေတဲ့ပုံတွေနဲ့အတူ social media မှာဟိုးလေးတကြောကြောဖြစ်ခဲ့ပါသေးတယ်။တကယ်အသေးကွေးနေတာဖြစ်ကြောင်းသူ့ဘက်ကနေပြောလာပြီးတော့ comment တွေမှာပါပရိသတ်ဒီနဲ့အရင်နေနေပြောနေတာကြောင့်ပရိသတ်ဒီကလည်းဘသူကများအလင်းရောင်အသေးကိုခွဲရလဲဆိုပြီးတော့စိတ်ဝင်စားနေခဲ့ကြတာ ာဖြစ်ပါတယ်။မကြသေးခင်ကဆိုရှယ်မီဒီယာမှာဘယ်ကနေစတင်ပြန်မှန်းမသိပြန်လာတဲ့အနုပညာလောကသူတွေရဲ့ဆက်ဆံရေးတွေအကြောင်းရေးထားတဲ့စာမှာအလင်းရောင်ကို အသေးခွဲသွားသူကအဆိုရဂျန်ဒရစ်ဖြစ်တယ်လို့ရေးသားထားခဲ့ပါတယ်။ gender rate ကိုအလင်းရောင်နဲ့ပတ်သက်ပြီးတော့မှသိတဲ့သူတွေလည်းရှိကောင်းရှိနိုင်ပေမဲ့သူကအမှန်တော့မြန်မာနိုင်ငံရဲ့တသက်စနာမည်ကြီးအဆိုတော်တွေကတယောက်ဖြစ်ပါရင်လက်ရှိအချိန်မှာအသက်23နှစ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့ဂျွန်ကတသက်စအဆိုတော်တွေမှာအနုပညာစိတ်မှန်ပြီးတော့တော်တော်လေးစူးစမ်းမှုရှိတဲ့လူငယ်အဆိုတော်အဖြစ်အမကန်ပြည်သက်အမြောက်များစွာရှိနေတဲ့သူဖြစ်ပါရင်အဆိုတော်ဆိုပေမဲ့လက်ရှိအနုပညာလောကတွေကအဆိုတော်တွေလိုမျိုးတခြင်းဆိုတဲ့ယုံအတန်ကောင်းယုံနဲ့အဆိုတော်ဖြစ်လာတဲ့သူမ ဟုတ်တဲ့ဂျွန်ကသူ့တခြင်းလေးကိုသူကိုယ်တိုင်ခံစားချက်အပြည့်နဲ့ရေးဖွဲ့တီဆိုတတ်တဲ့သူဖြစ်တယ်လို့သူ့တခြင်းလေးအကုံလုံးကသူ့ကိုယ်တိုင်ခံစားချက်တရားနေလာတယ်လို့ဆိုနိုင်တဲ့သူတယောက်ဖြစ်ပါတယ်အထက်တန်းပြီးတဲ့အချိန်မှာအင်္ဂလိပ်တခြင်းလေးကို cover ဆိုရင်းကနေလူသိများလာပြီးတော့ cover အဆိုတော်အဖြစ်နာမည်ကြီးလာတဲ့ဂျွန်ကနောက်ပိုင်းမှာသူ့အဆိုအရေးချင်းကိုမြင့်တင်ဖို့လိမ့်လာမှုတွေစက်တိုက်လုပ်ခဲ့တယ် cover တခြင်းလေးပဲဆိုတဲ့အချိန်မှာတော့သူ့အတူကိုယ်ပိုင်တခြင်းလေးစရည်နေပြီဖြစ်ပြီးတော့တခြားအဆိုတော် ီးယားသချင်းတချို့မှာပါတရေးအဖြစ်ပါဝင်ခဲ့တာရှိပါတယ်။2020မှာတော့သူ့ရဲ့အအောင်မြင်ဆုံးပွဲဥတွေသချင်းလို့ဆိုနိုင်တဲ့ social the talks ကိုထုတ်ဝေနိုင်ခဲ့ပြီးတော့ဒီသချင်းကတော့ Genderic ဆိုတဲ့လူတစ်ယောက်ကိုအဆိုတော်ဖြစ်အတိမပြုစီခဲ့တဲ့သချင်းလေးဖြစ်ပါတယ်။ ဒီတဲ့ချင်းကလည်းဂျွန်ကိုရိုင်းအမောင်မိုင်ဆုံးဖြစ်ခဲ့တဲ့ကာလတွေကိုကြော်ဖြတ်ရချိန်မှာကိုကိုကိုအားပေးဖို့ဖန်တီးဖြစ်တဲ့တဲ့ချင်းဖြစ်ပါတယ်။ဒီတဲ့ချင်းကပရိသတ်တွေကြားမှာလည်းတော်တော်လေးအောင်မြင်သွားပြီးတော့ဂျွန်ကိုတက်သက်ဆအဆိုတော်တယောက်အနေနဲ့လူသိများလာစေခဲ့ပါတယ်။2021နိုင်ငံရေးအခြေအနေတွေကြားမှာတော့ဂျွန်ဟာပြည်သူတွေဘက်ကနေရက်တည်ရင်နောက်ပိုင်းမှာပြည်ပကိုထွက်ခွာသွားခဲ့ပါတယ်။ ပြည်ပမာနေထိုင်ရင်2022မှာတော့တချင်း6ပုတ်ပါဝင်တဲ့လိပ်ပြာဆိုတဲ့ EP11 ထွက်လာခဲ့ပါတယ်။ဒီတချင်းတွေအကုန်လုံးကလူငယ်တွေကိုကိုစားပြုနေတယ်လို့လူငယ်တွေရဲ့တမယိုးချစတဲ့ခံစားချက်တွေကိုလှလှပပဖွဲ့ဆိုထားတာကြောင့်လူငယ်ပြည်သူတွေကြားမှာတောင်းတောင်းဖြားဖြားအားပေးခံခဲ့ရပါတယ်။ 2023မှာလည်းအတိတ်ကငါတို့ဆိုတဲ့တခြေတစ်ပုတ်ထွက်ထားပြီးတော့ဒီတခြင်းကလည်းလူငယ်တွေကြားမှာအောင်မြင်တယ်လို့ဆိုနိုင်တဲ့အတိုင်းအတာအထိပေါက်ခဲ့ပါတယ်။မကြသေးခင်ကလည်း EP တစ်ခုထုတ်ဝေထားတယ်လို့သိရပြီးတော့သူ့ရဲ့တခြင်းတွေက Daisy တခြင်းဟာအလင်းရောင်နဲ့အဖြစ်အပျက်ကိုရေးထားတာဖြစ်တယ်လို့ပြောဆိုမှုတွေရှိနေပါတယ်။ Daisy တခြင်းကပရိသတ်ကြားမှာတော်တော်လေးရေပန်းစားခဲ့ပြီးတော့အတိတ်ကချစ်သူတယောက်ကိုစွန့်လွှတ်လိုက်ရတဲ့အကြောင်းကိုရှင်းပြထားတာဖြစ်တယ်လို့ဆိုပါတယ်။ Gender Rick ကမျိုးစသစ်ဂီတပညာ ရှင်တွေရှားပါးနေပြီလို့ဆိုနိုင်တဲ့မြန်မာအထူးပညာလောကမှာအလားလာကောင်းတဲ့အမှုပညာရှင်တယောက်အဖြစ်ရပ်တည်နေပါတယ်။သူအနေနဲ့အခြေအနေအကြောင်းမျိုးမျိုးကြောင့်တခြင်းတွေကိုဇက်တိုင်မထုံနိုင်ပေမဲ့ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်စေဖို့ကြိုးစားနေရင်အဆိုရဂျန်ဒရစ်ဆိုတဲ့ပုံရိပ်ကိုဖန်တီးနေတာဖြစ်ပါတယ်။ဒေးရီတီးဆိုကိုရိုင်းလုံရင်ဖန်တီးထားတဲ့တခြင်းအကုန်လုံးကလည်းသူကိုရိုင်းရဲ့မူပိုင်အမှတ်အသားလိုဖြစ်နေတာကြောင့်ကျောင်းကမြန်မာနိုင်ငံရဲ့လူငယ်ခြေတက်အစိုးရအသက်တည်တဲ့မှာဗရံများလိုမျိုးဖြစ်တယ်ဆိုပြီးတော့တချို့ကအမှတ်ချက်ပေး ထားကြတာလည်းဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးနှိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်